်မင်္ဂလာပါရှင်ခိတ္တတရင်ခြားနာကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စီကောင်ဆောင်မှရက်ခိုင်တက်တော် AA ကိုအပြစ်ခတ်ရက်စဲရေးကန့်လန့်နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်2025ခုနှစ်အောက်တိုဘာလ16ရက်နေ့တွင်အာနာသိန်းစီအုပ်စုဤကောင်ဆောင်မြောက်လိုက်မှာရက်ခိုင်တက်တော် AA ထံသို့အပြစ်ခတ်ရက်စဲရေးဆွေးနွေးရန်အကြောင်းကြားစာတစ်စောင်ပေးပို့ထားသည်ဟုမျိုးစုံတရင်အရသိရပါတယ် သတင်းအရစေအောင်စုဘက်မှစစ်အင်အားနှင်းလာခြင်းနှင့်နေမြင့်ကျင်းသွားမှုများကြောင့်ဒေါ်လာရေးတက်ဖွဲ့များတဲ့တွင်အင်အားပြင်းစုံဖြစ်သောရခိုင်တပ်တော်နှင့်တိုက်ခိုက်မှုများကိုခေတ္တရက်ဆိုင်လိုသည့်မျှော်မှန်းချက်ရှိကြောင်းဖုတ်ဖော်ခဲ့ကြသည်။သတင်းရင်းမြစ်များအရအမျိုးသားညီညွတ်ရေးအစည်းအရုံး KNU နှင့်အခြားတိုက်ပွဲဝင်တက်ဖွဲ့များ၏ဒုတက်လာသောစစ်စီရေးအောင်မြင်မှုများကြောင့်စေအောင်စုဘက်မှနိုင်ငံအနှံ့တွင်တုံ့သက်ချက်ပြင်းပြင်းထန်ထန်ပြုလုပ်နေကြသည်ဟုဆိုပါသည်။ ထိုးထိုးသောအခြေအနေတွင်မေအောင်လိုက်သည်ပြန်လည်ငြိမ်းချမ်းရေးအတွက်အစိုးရဘက်ကရခိုင်တပ်တော်နှင့်ဆွေးနွေးလိုကြောင်းဆိုသည့်စာတမ်းကိုတဆင့်တဆင့်ကူးပြောင်းပေးပို့ထားသည်ဟုသိရသည်ရခိုင်တပ်တော် AA အနေနဲ့တော့တပ်ဆိုင်ရာအကြောင်းညာကိုလိလဆွေးနွေးနေကြောင်းသတင်းထုတ်ပြန်မှုများကဖော်ပြထားတော့လေပြည်သူအကျိုးမြတ်မရှိသောငြိမ်းချမ်းရေးအဖြစ်ရပ်များကိုမလက်ခံနိုင်ဟုမသိခိုင်ခန့်မပြောပေမဲ့သဘောထားအနေနဲ့ပေါ်ပြူလာလှနေသည် နောက်ဆုံးအနေနဲ့စစ်အုပ်စုဘက်မှရခိုင်ပြည်နယ်အတွင်းစစ်ရေးဖိအားများပြင်းထန်လာခြင်းရှမ်းပြည်နယ်နဲ့အေရဝတီဒေသတွင်ထိန်းချုပ်မှုများစုပ်ကျလာခြင်းတို့ကြောင့်စစ်အုပ်စုဘက်မှငြိမ်းချမ်းရေးသဘောထားပြောင်းလဲလာခြင်းဟုနိုင်ငံရေးစစ်ရေးတုံ့သက်သူများကတုံ့သက်ကြသည်တချို့တုံ့သက်မှုများကစစ်အုပ်စုဘက်မှအပြစ်ရအကြံပြုချက်သည်နိုင်ငံတော်အတွင်းစစ်ရေးတုံ့ပြန်မှုအတွက်အချိန်ဝယ်သည့်ရည်လမ်းတစ်ခုသာဖြစ်နိုင်သည်ဟုဆိုကြပြီးတကယ်ငြိမ်းချမ်းရေးလိုချင်လျင်စေုပ်စုဘက်မှအရင်ဆုံးပြည်သူအပေါ်အကြံဖတ်မှုများရက်တန့်ရက်လိုအပ်ကြောင်းလဲထပ်မံအကြံပြုခဲ့ကြသည် နောက်ဆုံးတွင်ရခိုင်တပ်တော်အနေနဲ့ပြည်သူအချို့မြတ်ကိုအခြေခံပြီးသားဆွေးနွေးမိဟုပြောဆိုထားသဖြင့်ဤအပြည့်ခက်ရစဲရေကန့်လန့်မှုသည်တကယ်အဖြစ်သို့ရောက်ရှိမလာပါကနိုင်ငံအတွင်းစစ်ပွဲများဆက်လက်ဖြစ်ပွားနိုင်သည်ဟုသုံးသပ်သူများကသတိပေးကြသည်ဆလပီဘောလက်တွင်စစ်ကြောင်းထုံးနေသည့်စစ်တပ်ကရှေးမကရွာတက်မှစစ်ပေးရှောင်ပြည်သူ90ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးထားထောင်ထဲချီတော်ပြည်သူများဖေးလို့ရထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စကိုင်းတိုင်းဝက်လက်မြို့နယ်တွင်စစ်ကြောင်းထိုးနေသည့်အကြံဖက်စစ်တပ်ကရှိမကရွာတင်မှစစ်ပေးရှောင်ပြည်သူ90ကိုလူသားတိုင်းဖြစ်ဖမ်းဆီးထားပြီးထောင်ထဲချီသောပြည်သူများဒေလရထွက်ပြေးတိမ်းရှောင်နေရကြောင်း Wallet Information Network မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါသည်။အော်တိုဘာလ15ရက်နေ့ညနေပိုင်းမှစတင်ပြီးဝက်လက်မြို့နယ်အရှိချမ်းရှိမကရွာမှထွက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းသည်ရှိမကရွာတင်မှစစ်ပေးရှောင်ပြည်သူ90ကိုလူသားတိုင်းဖြစ်ဖမ်းဆီးကစစ်တုံးဆောင်ပစ္စည်းများတဲဆောင်ခိုင်းပြီးစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရပါသည်။ အဆိုပါစစ်တပ်စစ်ကြောင်းတွင်အင်အားတရာခန့်ပါဝင်ပြီးဝက်လက်မြို့နယ်အရှိချမ်းရှိအင်တောင်ရွာအနောက်တောင်ဘက်စင်မာထန်းတော်မတိန်ညောင်ပင်အနီးတွင် ရောက်ရှိနေကြောင်းသိရှိရပါသည်ထိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်တွင်အင်တောင်ရွာငားထိုက်တောင်ရွာမင်းရွာတောင်ရွာမင်းကုန်းလေးရွာနှင့်ဖိုးဝင်းတက်ရွာမှပြည်သူများအပါအဝင်အနီးဝင်းကျင်ရှိကြီးရွာများမှထောင်ထဲရှိသောပြည်သူများသည်မိုးရဲရေတဲ့ထွက်ပြေးတိမ်းရှောင်နေရပြီးစားနပ်ရိက္ခာများလည်းလိုအပ်လျက်ရှိကြောင်းသိရပါသည် အစီခွေစီကြောင့်ကရှိမကရွာတဲ့ကနေပြည်သူ90လောက်ကိုလူသားတိုင်းဖြစ်ဖမ်းလာပြီးစေတုံးဆောင်ပစ္စည်းတွေတဲ့ခိုင်းနေလို့သိရတယ်။ခွေစီကြောင့်ကအခုတိရှိနေတော့ပဲရွာပေါင်း900ကျော်လောက်ကထောင်ထဲရှိတဲ့ပြည်သူတွေလည်းငိုတဲ့ရေတဲ့ထွက်ပြေးတိမ်းရှောင်နေရလို့စာနယ်ဇင်းကားတွေလိုအပ်နေပါတယ်ဟု Wallet Information Network မှတာဝန်ရှိသူကပြောဆိုပါတယ်။ထို့ပြင်အကြံဖက်စစ်တပ်သည် Wallet မြို့နယ်အတွင်းရှိ တမန်တာရွာစာတင်ကျောင်းအပါအဝင်ရွာသားကြီးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဂျိုင်ရိုကော့ပတာစက်တက်လီဒီများဖြင့်နှိမ့်စင်ဖုံးကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၆ဦးထိခိုက်ဒဏ်ရာရရှိပြီးအဆောက်အဦများပျက်စီးခဲ့ကြောင်းအကြံဖတ်စစ်တပ်သည်ဝက်လက်မြို့နယ်အတွင်းမြေပြင်မှစစ်ကြောင်းထုတ်ပြီးလေကြောင်းဖြင့်လည်းစက်တိုက်ပုံကျဲနေပြီးပြည်သူများတတိပြု၍သွာလာနေထိုင်ကြရန်တော်လှန်ရေးအင်အားစုများကအတိပေးပြောဆိုထားပါသည်။ဆက်လက်ပြီးလေကစ်ကော်ဒေတာမှစစ်တပ်နဲ့ပေါင်းပြီးစစ်ကြောင်းထိုးလာတဲ့ BGF 888ဖြူဟာအထိနာရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ခရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ကဖလူချိရွာကိုခရင်နယ်ကြားဆောင်တက် BGF ရဲ့888ဖြူဟာကစစ်တပ်နဲ့ပေါင်းပြီးစစ်ကြောင်းထိုးလာရာဒေါ်လာရစ်တက်တွေရဲ့တိုက်ခိုက်မှုကြောင့်အထိနာသွားတယ်လို့သတင်းဌာနရဲ့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ဒီကနေ့အောက်တိုဘာ16ရက်မှာ BGF ရဲ့888ဖြူဟာဒူဖြူဟာမှုကုတ်ခဲ့တဲ့အင်အား400ခန့်ပါတဲ့စစ်ကြောင်းနဲ့စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးဖလူရွာဘက်ကိုစစ်ကြောင်းထိုးလာတယ်လို့စုံစမ်းသိရှိရပါတယ်။ PDF နဲ့စစ်ကောင်စီပူးပေါင်းတရက်စစ်ကြောင်းကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ PDF ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်အထိနာသွားတယ်လို့တော်လန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ကရင်အချင်းချင်းသစ္စာဆိုထားတာအခုသစ္စာဆိုပြီးပေါ့သူတို့ကဖလူညရရေးထိုးလာနေတာလေကိကော်ရရင်လေနောက်ကျောမလုံတော့သူတို့ကဖလူကိုရကျင်နေတာလို့တက်မဟာ6နေနေကတော်လန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ဖလူရွာနဲ့လေကိကော်မျိုးတစ်ဟာစေမိုင်ကျော်ကွာဝေးပါတယ်။ လေကီကော်မျိုးတက်တိုက်ပွဲအတွင်းစစ်တပ်ကတရားခန့်တည်ဆုံးပြီးအလင်းဝင်လာသူများရှိနေတယ်လို့ကျက်တဲ့နယ်စစ်ကြောင်းအောက်တိုဘာ10ရက်ကထုတ်ပြန်ထားပါတယ်လက်တလုံးမှာစစ်ကောင်စီတက်နေဒီကြီးရပူပေါင်းတက်တွေကလေကိတ်ကော်မျိုးတစ်ပြန်ရဖို့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။လေကိတ်ကော်မျိုးနေရာအချို့ကိုပြန်ရထားပေမယ့်အလုံးစုံမရသေးဘူးလို့လည်းတော်လန်ရေးတရင်ရင်းမြစ်တက်ဦးကပြောပါတယ်။စစ်ကောင်စီတက်ဟာခရင်နေကြားဆောင်တက် PGF ရဲ့တရင်တချို့ရဲ့အကူအညီနဲ့လေကိတ်ကော်မျိုးတစ်ကိုစက်တင်ဘာ22ရက်ကစပြီးစစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။ လေကေကော်မျိုးတက်စီကိုစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်စင်ရမှာ BGF ရဲ့ဘူတင်ဝင်းအဖွဲ့ကလေကေကော်ရဲ့အရှေ့မြောက်ဖက်မဲဝါခီရွာဘက်ကနေစစ်ကြောင်းခုထိုးတယ်လို့သိရပါတယ်။ BGF ရဲ့ဘူမုတ်တုံအဖွဲ့ကလေကေကော်ရဲ့အနောက်မြောက်ဘက်ကကြောက်ကူရွာကနေစစ်ကြောင်းခုထိုးလာတယ်လို့တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။လေကေကော်မျိုးတက်အတွင်းမှာကရင်မျိုးသားအစည်းအရုံး KNU KNLA ယူဟာအမှတ်32စက်တင်နဲ့စစ်ကြောင်းကော်ဘရာစစ်ကြောင်းဖီနွန်စစ်ကြောင်း Justice ဆိုကြစစ်ကြောင်းမဟာမိတ်ပူပေါင်းစစ်ကြောင်းတွေနဲ့စစ်ကောင်စီပူပေါင်းတပ်တွေနှင်းစင်တိုက်ပွဲပြင်းထန်နေတယ်လို့ကြက်တဲ့နဲ့စစ်ကြောင်းကအသိပေးပါတယ်။ထိုလိုက်ရေးပူပေါင်းတပ်တွေက Cobra စစ်စင်ရေးမှုဘုံမူးဓာဘောကိုတိုင်းစစ်မြေပြင်မှာဥဆောင်တိုက်ခတ်နေတဲ့ရုပ်တံကို September 26ရက်ကလူမှုကွန်ရက်မှာပေါ်ထွက်လာပါတယ်။စစ်ကောင်စီတပ်ဟာစစ်မှုရဲဥပဒေနဲ့အာဓမစုဆောင်ထားတဲ့စစ်သားတွေကိုမူရည်စေးတွေကျွေးပြီးရှစ်တက်ခိုင်းလာလို့လေ၄ကီကော်ဒေတာမှာတိုက်ပွဲဝင်နေကြတဲ့ထိုလိုက်ရေးရဲဘော်တွေကအသိပေးထားပါတယ်။ ဆက်လက်ပြီးတပိတ်ချင်းဖော်တော့လန်းဆောင်ကနေစေအိုစုကမိုးကုတ်ဘက်ရှေ့ဆက်တိုးဖို့ကြိုးစားမန္တလေးမိုးကုတ်လန်းဖော်တော့လန်းဆောင်အရှိတ်ဘက်ညောင်ပင်တာရွာနီတိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မန္တလေးမိုးကုတ်လန်းဖော်တော့လန်းဆောင်ကိုပြန်လည်သိမ်းယူထိန်းချုပ်နိုင်တဲ့စေအိုစုကမိုးကုတ်မြို့ဘက်ဆက်လက်စစ်ကြောင်းထိုးနေပြီးဖော်တော့ကျေးရွာအထက်နှစ်မိုင်ခန့်အကွာညောင်ပင်တာကျေးရွာနီမှာတိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကသတင်းဌာနကိုပြောပါတယ် မန္တလေးစင်ကူမိုးကုတ်လမ်းပေါ်ပြန်လည်အခြေချနိုင်ဖို့နဲ့မန္တလေးစင်ကူမိုးကုတ်တပိတ်ချင်းထီချိုင်ဖမော်ဖြူဟာလမ်းပေါ်ကအဆက်ဆာကြတဲ့ဖော့တော်လမ်းစုံကိုပြန်ရဖို့စေယုတ်စုကလေကြောင်းနှစ်နဲ့ကြီးတွေရုံးတွေအပြူကလက်နဲ့ချီကြထိုးစစ်ဆင်ခဲ့ပြီးနောက်အောက်တိုဘာ14ရက်မှာဖော့တော်လမ်းစုံကိုပြန်လည်ထိန်ချုပ်နိုင်တာဖြစ်ပါတယ်ဖော့တော်လမ်းစုံရဲ့အထက်မိုင်90ခန်းအကွာမှာမိုးကုတ်မြို့ရှိပြီးလမ်းစုံရဲ့အောက်ဘက်မှာစင်ကူမြို့ရှိကလက်ရှိမှာတော့စေယုတ်စုကဖော့တော်လမ်းစုံကနေမိုးကုတ်ဘက်80ဒေါ်လာလို့ ခေါ်တော်မိုးကုတ်လန်ပေါ်စေအုပ်စုနဲ့တော်လန်ရေးတက်တွေတိုက်ပွဲဖြစ်နေတာလို့သတင်းရင်းမြစ်တွေကသတင်းဌာနကိုပြောပါရယ်မနေ့ကအပေါ်တက်သွားတာဒီအောက်ဖက်တော့မစင်းလာသေးဘူးယင်သူတို့ကမိုးကုတ်ကိုလိုချင်တာလား148ကိုလိုချင်တာလားမသိဘူးလို့သတင်းရင်းမြစ်တအူကဆိုပါရယ်တိုက်ပွဲဖြစ်နေတဲ့ဖော်တော်နဲ့ညောင်ပင်သားကြီးရွာတွေကိုစေအုပ်စုကလေချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတယ်လို့လည်းတော်လန်ရေးအင်အားစုတွေကပြောပါရယ်ဖော်တော်မိုးကုတ်လန်မှာ ။တပိတ်ချင်းမြို့နယ်တွင်ကညောင်ဖင်တောင်ပိုးစာနယ်နဲ့ကြောက်လေးပီးကျေးရွာ၃ရွာရှိပြီးကြောက်လေးပီးကျေးရွာရဲ့အရှေ့ဘက်တမိုင်ခန့်အကွာမှာတော်လန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့စေုပ်စုရဲ့ခြေလင်းတက်ရင်ခါလာရ148ရှိပါတယ်။လက်ရှိဖော်တော့ကနေ82နိုင်ဖို့ကြိုးစားနေတဲ့စေအုပ်စုဟာခလာရ148စက္ကန့်သို့မဟုတ်မိုးကုတ်အထိထိုးပေါက်တာရှိမရှိစောင့်ကြည့်နေပြီးစေအုပ်စုအနေနဲ့ခလာရ148ကိုရှေ့ကုတ်ယူပြီးစစ်တောင်းတွေဆက်လက်ဖြန့်ထိုးတာမျိုးလေးလှုပ်လာနိုင်တယ်လို့သတင်းရင်းမြစ်တချို့ကသုံးသပ်ပါတယ် ကြပြင်9မိုင်ရွာအနီးစစ်စခန်းတွေတဲ့ခိုးအောင်နေရကနေဖော်တော်လမ်းဆောင်အထိဖောက်ထွက်လာနိုင်တဲ့စေအူစုဟောင်းတပိတ်ချင်းမြို့နယ်တောင်ပတ်ချမ်းနဲ့စေကူဘက်ကိုဆက်တိုးလာတာမရှိသေးပေမဲ့မဒီယာဘက်ကတိုးလာတဲ့စေအူစုနဲ့ပေါင်းပြီးအဆိုပါဒေသတွေကိုညှက်ထိုးနိုင်တယ်လို့လည်းတော်လရေးတပ်ဖွဲ့တွေကသုံးသပ်ပါတယ်။2024ကဖြစ်ပွားခဲ့တဲ့တပိတ်ချင်းမြို့နယ်တိုက်ပွဲတွေမှာစေရှုံပြီး9မိုင်နဲ့တွင်းငယ်ရွာအနီးနောက်ဆုံးလက်ကျန်စစ်စခန်းတွေတဲ့တနစ်ခန့်ကြခိုးအောင်နေတဲ့စေအူစုဟောင်း လေကြောင်းအားကိုတရုတ်အားကိုနဲ့အင်းအားဖြည့်ကတော်လန်ရေးတက်တွေကငလျင်ကြောင်းအပြစ်ရတာကိုအခွင့်ကောင်းယူပြီးပြီးခဲ့တဲ့ဇွန်လကဆက်လို့ခေါအောင်နေရကနေဖောက်ထွက်ထိုးစစ်ဆင်လာပြီးဇူလိုင်လထဲမှာတပိတ်ချင်းမျိုးကိုပြန်လည်ထိန်ချုပ်နိုင်ခဲ့တယ်လို့လက်ရှိမှာမိုးကုတ်မန္တလေးလမ်းပိုင်းအထိအခုလိုထိုးစစ်ဆင်ဖောက်ထွက်လာတာဖြစ်ပါတယ် မန္တလေးမုတ်ကုတ်လန်ဖောတော်လန်စုံကိုပြန်ထိန်းချုပ်နိုင်တဲ့စစ်အုပ်စုဟာအောက်တိုဘာ14ရက်ကကြေးရွာအတွင်မပြေးနိုင်ပေကျန်နေတဲ့ဒေသခံထတာစင်ခန့်ကိုတက်ဖြတ်ခဲ့တယ်လို့ခရီးသွားကားတစ်စီးကိုလည်း drone နဲ့ပုံကျဲလို့ခရီးသွားပြည်သူအမျိုးသမီး3ဦးအဆက်အသွယ်ပြတ်ပျောက်ဆုံးနေတယ်လို့ဒေသခံတွေကပြောပါတယ်တိုက်ပွဲတွေကြောင့်အောက်တိုဘာ10ရက်ကစလို့မိုးကုတ်ဖော့တော့မန္တလေးကလန်သွာလာအောင်ပြုနိုင်တာမရှိပေ။လမ်းကြောင်းပိတ်ဆို့နေတယ်လို့ဆိုပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ 阿隆威说：“两千零七八年。”